အလုံးအလုံးဝဲမင်္ဂလာညချင်းလေးပါဗျအဲ့တော့ကျွန်တော်ငူပေါ့နော်ဒါဘရိုနီကာနဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဒါအသေးစိတ်အုံတက်ချက်လေးပြုလုပ်တင်ဆက်ပေးပါဆိုပြီးတော့မှဒါခွန်မတ်မှာကျွန်တော်တောင်းဆိုထားတဲ့ပရိသတ်တွေအတွက်ပေါ့နော်ဒီကနေ့မှာကျွန်တော်ဒါဘရိုနီကာနဲ့ဒီဘရိုနီကာနောက်ပြီးတော့မှကျွန်တော်ဟာလင်းအောင်ပေါ့နော်ဒီပွဲစဉ်နဲ့ပွဲနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်အုံတက်ဆွေးနွေးချက်ပုံစံမျိုးလေးနဲ့တင်ဆက်ပြီးတော့ပြောရှိတယ်ပေါ့နော်ကျွန်တော်ဒီဘရိုနီကာရဲ့ဒီဝမ်းမှာကျွန်တော်ချန်ပီယံဖြစ်ဖို့အလားလာဘယ်လောက်ထိရှိတယ်လဲပေါ့နော်ဒါလည်းပတ်သက်ပြီးကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေ နောက်ပြီးတော့ကျွန်တော်ဘောင်ဒီကာအနေနဲ့ဒီလာမယ့်ဒီ wifi နဲ့37ပြိုင်ပွဲမှာသူ့အနေနဲ့ဒီအနစ်ဆာမက်ဆန်ဆိုတဲ့ဒါဖိုင်တာကိုနော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ချင်းကက်သွားတင်လဲဘယ်လို game plan မျိုးထားရှိတင်တယ်လဲပေါ့နော်ဒါသူ့အနေနဲ့အနိုင်ရယူဖို့အတွက်ဒါဘယ်လိုမျိုးအကောင်းဆုံးကျွန်တော်ပြင်ဆင်ပြီးတော့မှဒါပွဲကိုချင်းကက်တင်တယ်လဲဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ထည့်သွင်းဒါတင်ဆက်ပြီးတွားပြီးဖို့ရှိတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီ Bronica နဲ့ဒါရှိမဲ့ထိုးတက်သွားမဲ့ဖိုင်တာကတော့ဒါအနစ်ဆာမက်ဆန်လို့ခေါ်တယ်ပေါ့နော်ဒါအေဂျီရီယာနဲ့ပြင်တင်ွယ်ဖွားဖြစ်ပါတယ် အဲ့တော့ D fighter ရဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့ဒါလူရင်းသူတုတ်လေးဒါပြောပြပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့သူကတော့ဒါ1ကဒီမွေထိုင်းနဲ့ကစ်ပေါင်းစင်ပွဲစဉ်ရောပြီးပြီ1ပြင်ပပွဲစဉ်အားလုံးပေါင်းလိုက်မယ်ဆိုတော့ပွဲပေါင်း100နဲ့3ပွဲအနိုင်ရယူထားပြီးတော့မှကျွန်တော်9ပွဲတာရှုံးနေထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှတ်တမ်းကိုကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါလုံးဝဒါအထင်ကြီးစရာရလတ်မျိုးဖြစ်တယ်ပေါ့နော် one championship record တော့အရင်ကြီးဒီအားရဖို့တော့မကောင်းပြဒါ1မှာတော့6ပွဲထုတ်တက်ထားပြီးတော့မှဒါ2ပွဲဒါအနိုင်ရယူထားပြီး2ပွဲရှုံးနေထားတယ်ပေါ့နော် ဲ့တော့မှတ်တမ်းတွေကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါဘရော်နီကာနဲ့တော်ဘီနိုင်းရှင်ကြည့်လိုက်မယ်ဆိုတော့တော်တော်လေးကိုဒါအတွေ့အကြုံရင့်တဲ့ဖိုင်တာတူဖြစ်တယ်ဒါအသက်အရွယ်ရပြောမယ်ဆိုတော့အခုချိန်မှာ38နှစ်ရှိပါပြီအဲ့တော့ဒီအသက်အရွယ်ဆိုတာကတော့ဒါမြို့သမီးဖိုင်တာတွေတော်တော်များများအတွက်ဒါအနားယူရမယ့်အချိန်ပေါ့နော်တို့ပေမဲ့လည်းဒီဖိုင်တာ1 championship မှာအခုချိန်ထိဒါရှင်ပြိုင်ထိုးတက်နေတယ်ဆိုတဲ့အချက်ကိုကျွန်တော်ကြည့်ုံနဲ့ဒါသူကဒီတခြားကျွန်တော်တာမန်ဖိုင်တာတွေနဲ့မတူဘူးဆိုတဲ့အချက်ကိုကျွန်တော်ဒါစဉ်းစားလို့ရတယ်ပေါ့နော်အဲ့တော့အရက်ကတော့9ပြီ6လက်မှရှိတယ်ဗျ ဲ့တော့ကျွန်တော်သူ့ရဲ့ဒီအာသာချက်အားနည်းချက်ကိုကျွန်တော်တွန်းလိုက်အောင်ပါနော်အာသာချက်ကတော့ပြောမယ်ဆိုတော့ဒါဘွဲ့အတွေ့အကြုံအရင်များပြီးတော့မှဒါပညာစုံတော့ပါနော်အဲ့တော့ဒါတော့ပထမချက်ဖြစ်တယ်ဒုတိယတစ်ချက်တော့မာကုံနဲ့တက်လုံကောင်းတော့ပါနော်နောက်ပြီးတော့မှဒီအမှတ်ရယူမှုစနစ်မှာဒါတော်တော်လေးတာတယ်ဒါတော့နံပါတ်3ချက်ပါနော်နံပါတ်4ချက်တော့ကျွန်တော် full ရဲ့ဒီ movement တော်တော်လေးကောင်းတော့ပါနော်နံပါတ်5ကျွန်တော်ကျွန်တော်ဒီပြောမယ်ဆိုတော့ဒီအရှောင်တင်းလေးတွေကစားတာမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါလည်းကတော့သူ့ရဲ့အားသာချက်ဖြစ်ပါလေအဲ့တော့ကျွန်တော်တို့သူ့ရဲ့ဒီအားနည်းချက်ကိုတွန်းလိုက်အောင်ဗျအ အားနည်းချက်ကတော့ကျွန်တော်ပါဝါဖြစ်တယ်သူပွဲစဉ်တော်တော်များများတော့ကျွန်တော်ဟိုးဒီ professional career အစပိုင်းမှာထူးတက်ခဲ့တဲ့ပွဲစဉ်မဆိုလို့ပေါ့နော်ဝမ်းမှာထူးတက်ခဲ့တဲ့ပွဲစဉ်တော်တော်များများကြည့်မယ်ဆိုတော့ဒါသူ့ရဲ့ဒီအားနည်းချက်အနေနဲ့ကျွန်တော်မြင်တွေ့ထားတာကပါဝါလို့ပြောလို့ရတယ်ပေါ့နော်ထူးတက်ပေါက်အရာတော့ကျွန်တော်လုံးဝတက်ပေါက်လဲစုံလင်တယ်လို့ပြောလို့ရတဲ့အပြင်ဒါသူ့ရဲ့ဒီ full war တွေကျွန်တော်အမတ်ရယူမှုစနစ်တွေပေါ့နော် movement တွေကလည်းတော်တော်လေးကိုဒီအသက်ရွယ်နဲ့မလိုက်အောင်ကိုဒါလင်မြန်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် ဒီသူ့ရဲ့မဟာအားနည်းချက်ဆိုတော့ကျွန်တော်ပါဝါပဲရှိတယ်ဗျာကျန်တဲ့အပိုင်းကတော့ကျွန်တော်ဘာမှထူး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 တောင်ကျွန်တော်ပြောစရာမလိုဘောနော်အဲ့တော့ဒီအသက်ရွယ်ကလည်းသူ့အတွက်ကပြောဆိုတာကိန်းကနန်းတစ်ခုဖြစ်နေတယ်အဲ့တော့ကျွန်တော်ထင်ရတော့ဒီနောက်ထပ်အားနည်းချက်ဆိုတော့တွားပြီးရှင်းလိုက်မယ်ဆိုရင်ဒီယုံကြည်မှုတစ်ခုလောက်ပဲပြောမယ်ဗျာအဲ့တော့ယုံကြည်မှုဘာကြောင့်ယုံကြည်မှုတစ်ခုလောက်ပဲပြောမလဲဆိုတော့သူကကျွန်တော်ဝမ်းမှာရှင်ပြန်ထူးတက်ခင်းနဲ့ချန်ပီယံခက်ပတ်လူပွဲနှစ်ပွဲထိတော်မှဒါဝမ်းချန်ပီယံရှင်ပြန်ထူးတက်ခင်းမှုတွေပေါ့နော်အဲ့ဒီနှစ်ပွဲလုံးကိုသူကရှုံးနေထားတယ်အဲ့တော့ဒီအတွက်ကြောင့်မို့သူက ဒီချန်ပီယံခပ်ပန့်ကျွန်တော်ပြန်ပြီးလူရောက်ဖို့အတွက်ပြန်ပြီးအစွမ်းကုန်ကြိုးစားနေတာပေါ့နော်ကြိုးစားနေတဲ့အချိန်မှာ तू ကဒီ1မှာကျွန်တော်ရလက်လေးကျွန်တော်ဒီကောင်းအောင်ပြန်ပြီးတော့စွမ်းဆောင်နေတဲ့အနေအထားမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါ့ပေမဲ့လည်းကျွန်တော်သူ့ရဲ့ဒီစွမ်းဆောင်ရဲ့အနေအထားကဒါပြောမယ်ဆိုရင်တော့ဒီပါဝါဘိုင်းကကျွန်တော်တော်တော်လေးအားနည်းတဲ့အတွက်ကျွန်တော်သူ့အတွက်ကလည်းဒီပါဝါနဲ့ပတ်သက်ပြီးဒါယုံကြည်မှုဘိုင်းမှာဒါအားနည်းတဲ့အပိုင်းလေးရှိတယ်ပေါ့နော်ဒါကတော့ပြောမယ်ဆိုရင်တော့အားနည်းချက်အနေနဲ့ဒါပြောပြတော့ပါပေါ့နော်တော်တော်လေးဟိုရှားပါတယ်ကျွန်တော်အားသာချက်တော်တော်လေးများတဲ့ fighter ခြုံပြီးတော့မှကျွန်တော်ပြောလိုက်မယ်ဆိုတော့ ဒီအနစ်စာမဆန်ဆိုတဲ့ fighter ကကျွန်တော်တို့ဒီတပ်ပေါက်စုံလင်ပြီးတော့မှဒါဝါရင်တဲ့အထွေကြုံကောင်းတယ်ဒီ movement တွေကျွန်တော်တို့ဖက်ဖက်ကကောင်းပြီးတော့မှဒီမဟာအာတာချက်ကိုပြောမယ်ဆိုတော့အမတ်ရောက်ယူမှုစနစ်မှာ तू ကဒီအမျိုးသမီး fighter တွေထဲမှာဆိုတော့ဒါတော်တော်လေးအာတန်တဲ့ fighter တအူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါအနစ်စာမဆန်ရဲ့ဒီအာတာချက်အနိုင်ချက်ဗောနော်ဒါသူရဲ့ဆွမ်းဆောင်ရည်အနေထားကိုကျွန်တော်တို့ဒါပြောပြပြီးတော့ဆိုတော့ကျွန်တော်ဘရိုနီကာဖက်ကိုတွန်းလိုက်အောင်ဗောနော်အဲ့တော့ဘရိုနီကာကတော့ဒါလက်ရှိအချိန်အထိ ီမူထိုင်းပွဲစဉ်ပေါင်းပေါ့နော်30နဲ့တပွဲရှင်ပြန်ထူတက်ထားတယ်အဲ့ဒီမှာဆို20နဲ့9ပွဲအနိုင်ရယူထားပြီး4ပွဲရှုံးနေထားတယ်ဗျအဲ့တော့ဒီမှတ်တမ်းဟာဆိုရင်တော့ဒါ1မှာရော1 championship ပြင်ပမှာထူတက်ခဲ့တဲ့မှတ်တမ်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်သူ့ရဲ့ဒီအားသာချက်အားနည်းချက်အသေးစိတ်ကျွန်တော်တွားပြီးတော့ကဒါလူရင်းတူတုပ်နေနဲ့တွားကြည့်လိုက်ရအောင်ပါနံပါတ်1အားသာချက်ကိုပြောမယ်ဆိုရင်တော့ဒါပါဝါပိုင်းအားသာတယ်ဘရိုနီကာရဲ့ပါဝါကကျွန်တော်အားလုံးလည်းမြင်တွေ့ခဲ့တယ်ပေါ့နော်သူတစ်ဖြစ်ဒီဂျူနီယာဖက်တက်ပေါ့နော် ဒါကျောစောဝင်းတို့ရဲ့ဂျီမှာလီချင်းပြည်စင်နေဂျူနီယာဖက်တနဲ့ရှင်ပြန်သူတက်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ချိလိုက်မယ်ဆိုတော့သူ့ရဲ့ဒီထိုးပေါက်တွေကဒါအားထည့်ပြီးတော့ထိုးတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လဲဒါထိမယ်ဆိုရင်နာပြီးတော့မှကျွန်တော်ဒီလဲကျသွားတာမျိုးတွေပေါ့နော်သူတပြည့်သူ့ရဲ့ဘော်ဒီရှော့တွေတော်တော်လေးကိုအားပါလာပြီးတွေးရတယ်ပေါ့နော်အဲ့တော့နံပါတ်1မှာပါဝါနံပါတ်2မှာတော့မာဂုံပေါ့နော်အဲ့တော့မာဂုံကတော့ဒါကျွန်တော်အားလုံးလဲတိပြီးတာဖြစ်တယ်တော်တော်လေးကိုမာတဲ့ဖိုက်တာတူသေးပါတယ်လို့တော့ပြောလို့ရတယ်ပေါ့နော် အဲ့တော့နံပါတ်3ကတော့ဒီအသက်အရွယ်နဲ့ယုံကြည်မှုပေါ့နော်အသက်အရွယ်ပိုင်းအရာတော့ဘရောင်နီကာကအခုချိန်မှာကျွန်တော်တို့ဒီ20နဲ့8 20နဲ့8လာကျွန်တော်ဒီမှာမှတ်ထားလားအသက်အရွယ်ကတော့တော်တော်လေးငယ်သေးတယ်ပေါ့နော်ဒါအနစ်ဆာမဆန်ထက်ဆိုင်တော့ကျွန်တော်တို့ဒီ10နှစ်လောက်တော့ကွာတယ်မြ10နှစ်နီးပါးလောက်ပေါ့နော်အဲ့တော့နောက်ထပ်အသက်ချက်တစ်ခုပြောမယ်ဆိုရင်တော့ဒါဘောက်ဆင်ပေါ့နော်ဘရောင်နီကာကဒီကျွန်တော်ခြေကံတွေလက်သီးတွေကျွန်တော်အားလုံးဒီခြုံပြီးကြီးလိုက်မယ်ဆိုတော့သူ့ရဲ့ဒီဘောက်ဆင်ထိုးတက်တဲ့အပိုင်းကပို့ပြီးတော့မှဒါကောင်းနေတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့တော့ဒါတော့သူရဲ့အားသာချက်တွေဖြစ်နေအားနည်းချက်တွေကျွန်တော်တွားပြီးကြည့်လိုက်အောင်ဗျအားနည်းချက်ကတော့ဒါတက်လုံဗျအဲ့တော့ကျွန်တော်တက်လုံပြောတဲ့ချိန်မှာဒါပရိသတ်တွေမိကုန်ထုတ်เสียရရှိတယ်ပေါ့နော်အဲ့တော့ဒီတက်လုံကဒီ1 championship မှာကျွန်တော်ဒုတိယပွဲစဉ်အနေနဲ့ဒါ junior fighter နဲ့ထုတ်တက်ခဲ့တဲ့ပွဲစဉ်မှာ bronica ကတက်လုံလေးတင်လာတွေ့တယ်ပေါ့နော်ဒါကောင်းလာတယ်ဒါပေမဲ့လည်းဒါကျွန်တော်အရင်ကြီးကောင်းတဲ့အနေထားတစ်ခုလောက်ထိဒါမရောက်သေးဘူးပေါ့နော်အဲ့တော့ bronica နေနဲ့ဒီ1 point ထောက်မှာရှုံးနေခဲ့ရတဲ့ပွဲစဉ်ကြည့်မယ်ဆိုရင်ဒါတက်လုံအားနေပြီးတော့မှဒီရှုံးနေခဲ့ရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ ါဒုတိယမြောက်ပွဲထွက်ပွဲစီမှာဆိုတော့တက်လုံလေးတင်လာတယ်ပြီးပါဝါကိုအတုံးချောင်းတော့ပြန်ဖက်ကိုကျွန်တော်ဒီပညာနာပပနဲ့ချင်းကပ်ပြီးတော့မှအဖက်ဖက်ကနေကျွန်တော်တာအောင်တာထူးတက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနောက်ထပ်လာမယ့်ပွဲစဉ်ဒီမှာကျွန်ဒီဗရိုနီကာအနေနဲ့ဒီတက်လုံပိုင်းမှာဒါကျွန်တော်ဒုတိယမြောက်ဒီပွဲထွက်ခဲ့တဲ့အနေထားထပ်ပို့ပြီးတော့မှတင်လာမလားအမှုဘလို့အချိန်ကြီးရှိတယ်လေဆိုတော့ကျွန်တော်တို့အနေနဲ့တော့မေးခွန်းထုတ်စရာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ယုံကြည်တာတစ်ခုကဘရိုနီကာအနေနဲ့ဒါမြန်မာပြည်သက်တွေအတွက်ဒါအကောင်းဆုံးကျွန်တော်တို့ ရှင်ပြန်ထုတ်တက်သွားဖို့ရှိတာတော့မှန်တယ်ဒါပေမဲ့သူပြင်ဆင်တဲ့အပိုင်းမှာကျွန်တော်ဒီတက်လုံဘိုင်းကိုကျွန်တော်ဘယ်လောက်ထိပြင်ဆင်ထားသလဲဆိုတော့ကျွန်တော်ကြည့်ရှုသွားမှာပေါ့နော်အားနေချက်နေတော့ကျွန်တော်ဒါတက်လုံကိုထည့်သွင်းထားတယ်အကြောင်းရင်းကတော့ကျွန်တော်သူ့ရဲ့တက်လုံကအနေငယ်စိုးရင်စရာရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒုတိယအချက်နေနဲ့ကတော့ဒါဘရိုနီကာရဲ့အဓိကအားနေချက်လို့ပြောလို့ရတယ်ဗျဒါသူက gap point မိတော့မှထိုးလေးရှိတယ်အဲ့တော့သူ့ရဲ့ဒီဖိအားပေးတဲ့ဒီပုံစံကတခါတည်းကကျွန်တော် get ကြတဲ့အပိုင်းလေးရှိတယ်ပေါ့နော်ဒီချက်ကတော့အားနေချက်နေနဲ့ကျွန်တော်ဒါမဖြစ်မီ ထည့်သွင်းရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဒီအရာကအရန်ကိုအရေးကြီးတယ်။ဒီလာမယ့်ကျွန်တော်တို့နိုဝင်ဘာလဒါရှိအနည်းမှာရှင်ပြန်ထုတ်တက်သွားမယ့်ဒီအနှစ်စာမဆန်ကဒါကောင်တာဓမ္မဖြစ်နေပေါ့နော်။ဒါကျွန်တော် gap point ထားလို့မရဘူး။ဒါ brownie ကနဲ့ရှင်ပြန်ထုတ်တက်သွားမယ့်ပွဲစဉ်ကလည်းဒီကဘောင်စင်ကောင်းစင်အောက်ကလည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာဒါဘရိုနီကာအတွက်ကဒီကျွန်တော်တက်လုံပိုင်းရောပြီးပြီဆိုရင် gap point မျိုးထိုးတဲ့အပိုင်းကတော်တော်လေးစိုးရင်ရတဲ့အနေထားမျိုးရှိတယ်ပေါ့နော် Okay ဒါတော့ဒုတိယချက်ဖြစ်တယ်တတိယချက်သွားလိုက်မယ်ဆို ဒီ food war ပေါ့နော် food war ဘိုင်းကတော့ဒါအားနေတယ်အဲ့တော့ Bronica ကပြောဆိုလှုပ်ရှားမှုကတော့ဒီကြီးတယ်ပေါ့နော် ခုံဆော့ခုံဆော့ကစားတဲ့အပိုင်းတွေရှိတယ်တခါတည်းကျရင်သူကစားတဲ့ပုံစံမျိုးကလည်းဒီပွဲတပွဲပေါ်မူတည်ပြီးတော့မှဒီသူ့ရဲ့ကစားပုံကိုဒါပြောင်းသွားလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်အားနေချက်လည်းပြောလို့မရသလိုအသာချက်လည်းပြောလို့မရဘူးအဲ့တော့ကျွန်တော်ဘာကြောင့်မို့ဒီအားနေချက်နဲ့ထည့်သွင်းရတယ်လဲဆိုရင်ကျွန်တော်ကဒီပွဲစဉ်အတွက်ပဲဒါပြိုင်ဖက်တဲ့နိုင်ရှင်မီးတော့ပြောတာဖြစ်တယ်ပေါ့နော် ဲ့တော့ဒါကတော့အဓိကအားနည်းချက်တွေဖြစ်တယ်ဗျနောက်ထပ်ကျွန်တော်အားနည်းချက်ကတော့ဒါဘရိုနီကန်ကအတွေ့အကြုံနှုတ်တာပေါ့နော်အဲ့တော့ဒီအတွေ့အကြုံနှုတ်တဲ့အပိုင်းကဒါဘရိုနီကန်အတွက်လည်းပြောမှာဆိုတော့ဒါစိုးရင်ရတဲ့အပိုင်းရှိတယ်အကယ်၍ကျွန်တော်အတွေ့အကြုံမတာမင်းနဲ့ဒါကိုယ့်ရဲ့ emotion ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာမထိန်ချုပ်နိုင်ဘူးပြန်ပြန်ဖက်ကိုကျွန်တော်စိတ်ရှိရှိနဲ့ပွဲမချင်းကပ်နိုင်ဘူးဒါဖိပြီးတော့မှဒါထိုးဖို့ဥတီမယ်ဆိုတော့ဒါမလွယ်ဘူးပေါ့နော် 那大家看龙华高那他妈的马贡勒高那等龙勒高那白白高你得费大就罗，弟兄们是不容易的，弟兄们也他妈的，就罗不会轻看来没事，弟兄们人家就罗少年的人生多样的，这系列，不哎罗，他那就罗安那车里皮的，对就怒了，不哎罗，就罗，弟兄们家爷，弟阿达车安那车里就阿龙聪明起来没事，那弟兄们家弟兄们是爸爸、爸奶、马贡、爸、弟阿泰爷、弟东哥阿弟家阿大来，不咯？安那车里呢，阿弟家就罗来没事，咯？ ဒါ gap ဖွင့်ပြီးထိုးတာပေါ့နော်တက်လုံတော့ကျွန်တော်အဲ့လောက်ကြီးမပြောတော့ဘူးပေါ့နော်သူအနေနဲ့လေဒါအကောင်းဆုံးကျွန်တော်ဒီတက်လုံပြင်းပြင်းရအောင်ကျွန်တော်ပြင်ဆင်လာခင်မှာပေါ့နော် okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘရွန်နီကာနေနဲ့ဒါအနစ်ဆမက်ဆန်ကိုဘလို့ဂိမ်းပလန်မျိုးချင်းကက်သွားတင်တယ်လေပေါ့နော်ဘယ်အပိုင်းတွေကိုဒါအထူးသတိထားရမလဲဒီအချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်လေးကျွန်တော်ပြောပြပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်1ဘရွန်နီကာကတော့ကျွန်တော်တို့ဒီသူ့ရဲ့ ဒါပါဝါကိုကျွန်တော်ကောင်းကောင်းဒါအတုံးချဖို့လိုအပ်တယ်ပေါ့နော်ဂိမ်းပလန်အရဆိုရင်တော့အဲ့တော့ဒီပါဝါကိုကောင်းကောင်းအတုံးချနိုင်ဖို့ဆိုရင်တော့ဘရိုနီကန်ကဒါသူ့ရဲ့ဒီရှင်ပြိုင်ထိုးတက်တဲ့အနေထားမှာပေါ့နော်အထူးသဖြင့်ကျွန်တော်ပထမချင်းနဲ့ဒုတိယချင်းမှာဒီအလီလွင့်လေးတွေမရှိဖို့အတွက်ကျွန်တော်တကယ်ပြိုင်ဖက်ကိုအခွင့်အရေးရတဲ့အချိန်မှာဒါထိုးချက်လေးဝင်စေချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအခွင့်အရေးရတဲ့အချိန်မှာဝင်တာကဘရိုနီကန်အတွက်အကောင်းဆုံးဖြစ်တယ် အဲ့တော့အဲ့ဒီမှာတိုင်ခင်မှာဆိုတော့ကျွန်တော်အမှတ်ရယူမှုစနစ်ပုံစံမျိုးပေါ့နော်နည်းနည်းလေးဒီချက်နဲ့လူကင်းလောက်ပဲကစားစီခြင်းနဲ့ပေါ့နော်အကင်းပြီးတော့ကျွန်တော်တို့ဒီအခွင့်အရေးရှာပြီးတော့မှဖိထိုးမယ်ဒါအခွင့်အရေးမရခင်ဘူးဆိုတော့ဒီ brownie ကအတွက်ကဒါဒီတက်လုံပိုင်းလဲစိုးရင်ရတယ်ပြီးပြီဆိုရင်ဒီ power ဘိုင်းကလည်းကျွန်တော်ဒီတက်လုံရင်းထားတာနဲ့အမြတ် power လဲကျသွားနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုတော့ဒီတက်လုံနဲ့ဒီ power ကဒါဒုံတွဲနေတာပေါ့နော်ဒါပထမချင်းနဲ့ဒုတိယချင်းမှာ brownie ကလုံးဝကျွန်တော်ဒီပြိုင်ဖက်ကိုဖိထိုးလို့မရသေးဘူး ဒါအခွင့်အရေးတစ်ခုပဲကြည့်ပြီးတော့မှဒါမတ်ရယူမစ်စမစ်ပုံစံမျိုးနဲ့ဒါကစားသွားစီချင်တယ်ပေါ့နော်အဲ့တော့ဒါတော့နံပါတ်1ဒါဘရော်နီကာနီနဲ့ဒီအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ကစားသွားမယ့်အပိုင်းပေါ့နော်အဲ့တော့နံပါတ်2အနေကတော့ဘရော်နီကာနီနဲ့ဒါဖူဘောလေးတွေဒါများများတုံးပေးစီချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီအရှောင်းတိန်ဖူဘောဒါမမှန်ကစားမယ်ဒါပြိုင်ဖက်ရဲ့ဒီထိုးချက်ကန်ချက်တွေကိုကျွန်တော်အသက်နိုင်ဆုံးဒါမခံရအောင်ပေါ့နော်ဒါရှောင်ပြီးတော့မှကစားစီချင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ဖက်က ဒီအနစ်စမဆန်ကမာကုံတော်တော်လေးမြင့်နေတက်လုံလေးကောင်းတယ်အကယ်၍ကျွန်တော်တို့ကသူ့ကိုပေါ့နော်ဒါတက်လုံမချွေတာဘင်းနဲ့ဒါထိုးချက်တွေရောကျွန်တော်အားထည့်ပြီးတော့မှထိုးမယ်ဆိုရင်ကျွန်တော်တက်လုံလေးကြတယ်ပြီးအကယ်၍ထိုးချက်ရခဲ့မယ်ဆိုတော့ဒါတမျိုးပေါ့မရခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဒါတက်လုံကြလာနဲ့အတူဒါနောက်ပိုင်းအခြေဒီမှာပေါ့နော်ကိုဘက်ကကျွန်တော်ပြန်ဖက်ကိုကျွန်တော်ဖိထိုးတဲ့အပိုင်းမှာလဲဒါအားနည်းလာတော့ပြန်ဖက်ကလည်းကိုယ့်ရဲ့ဒီအားနည်းချက်ကိုဒါအတုံးချပြီးတော့မှ तू ကအမှတ်ရယူမှုစနစ်မှာ तू က ါတောင်ကစားသွားမဲ့အနေအထားမျိုးလေးလည်းရှိနေရပေါ့နော်။အဲ့တော့ဒီလိုကြောင့်မို့တာဘရောနီကာနေနဲ့ကျွန်တော်လုံးဝဒီအဝင်ထွက်မမှန်လေးပဲတာကစားဖို့အရေးကြီးတယ်ပေါ့နော်။လုံးဝဒါလောလို့တော့မရဘူး။ Okay အဲ့တော့ကျွန်တော်တို့ဒီနောက်ထပ်ဒါအရေးကြီးဆုံးတစ်ချက်ပြောမယ်ဆိုတော့ဘရောနီကာနေနဲ့ဒါဒီပွဲစဉ်မှာသူ့အနေနဲ့သူ့ရဲ့အနေအထားကဒါအခွင့်အရေးဆိုင်မှာထိုးရမယ့်အနေအထားအပြင်ပေါ့နော်။လုံးဝဒီပွဲမှာနည်းနည်းလေးတော့မားလို့မရတဲ့အခြေအနေမျိုးရှိတယ်။ဒါမားရောမယ်ဆိုရင်ကျွန်တော်ပြိုင်ဖက်က ဒါကောင်းတာကစားလဲရတယ်ဒါဖိထိုးလဲရတယ်ဒါဘလို့ပဲကစားကစားကိုကနည်းနည်းလေးမားလိုက်ရင်လည်းဟိုဘက်ကကိုကျွန်တော်သူ့ရဲ့အာသာချက်နဲ့အတုံးချမဲ့ဒါပုံစံတွေကအမျိုးမျိုးလာနိုင်တယ်မဟုတ်နော်ဘာကြောင့်လဲဆိုတော့သူကတက်လုံလဲကောင်းတယ်တက်ပေါက်လဲကောင်းတယ်ဒါလှုပ်ရှားမှုဒါ body movement တွေရော footwork တွေရောအဖက်ဖက်မှာကျွန်တော် bronica ထက်ကျွန်တော်ဒီတာတဲ့အပိုင်းတွေကများတယ်ပေါ့နော် bronica ကအဓိကအာသာတော့ဆိုလို့ကျွန်တော်ဒီ power နဲ့မာဂုံပေါ့နော်အဲ့တော့ဒီ power နဲ့မာဂုံကိုဒါအကောင်းဆုံးကျွန်တော်အတုံးချဖို့လိုအပ်တယ်ပေါ့နော် တက်လုံလေးရင်းကစားရမယ်အပြင်ကျွန်တော်ဂက်ကိုလည်းဖွင့်ထားလို့မရဘူးဂက်ကိုလည်းတင်ထားရမယ်ပြီးဖူးဘောကောင်းကောင်းမကစားနိုင်တော့မှပြန်ဖက်ရည်ဒီကောင်တာလေးကိုဒါကောင်တာအထိမခံရအောင်ပေါ့နော်ကိုကဒီအမှတ်ရယူမှုစနစ်မှာသူ့ထက်ကျွန်တော်ဒီပရမချီနဲ့ပရမချီတဝက်လောက်မှာဒါသူ့ကိုကျွန်တော်တအောင်ပေါ့နော်ကိုကဒီအမှတ်အမှတ်နဲ့ကစားမယ်ဆိုတာအမှတ်နဲ့တအောင်ကစားကစားရမယ်အနေထားမျိုးဖန်တီးရမယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာမှပဲဘရိုနီကာကသူ့ရဲ့ဒီထွေးချန်ထားတဲ့ဒီပါဝါတွေကိုကျွန်တော်ဒါပြစ်လို့ဖို့ဒါခွင့်ရရှာအောင်ပဲပေါ့နော်အ ဒါမှမဟုတ်ကျွန်တော်ကျွန်တော်ရဲ့အထင်ကတော့ဘရိုနီကာနေနဲ့ဒါအနိုင်ရယူသွားဖို့ရခိုင်လို့များမယ်ပေါ့နော်အကယ်၍ဒါအစောပိုင်းကျွန်တော်ပြောသလိုပဲအဲ့လိုမျိုးမကစားနိုင်ဘူးဆိုရင်တော့ဒီပွဲစဉ်ကဘရိုနီကာအတွက်နိုင်ဖို့တော်တော်လေးကိုဒါခရင်သွားနိုင်ခြင်းများတယ်ဗျအဲ့တော့ဒါကတော့ဒီဘရိုနီကာနဲ့အနီဆာမဆန်တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတာဒီကျွန်တော်ရဲ့အမြင်ပေါ့နော်ဒါဘရိုနီကာအတွက်ဘယ်လိုမျိုးဒီပုံစံမျိုးနဲ့ချင်းကက်မယ်ဆိုရင်တော့သူ့အတွက်ဒါနိုင်နိုင်ချေပို့ပြီးတော့မှများတယ်လေပေါ့နော်ဒါကတော့ကျွန်တော်ပွဲစဉ်နဲ့ပတ်သက်ပြီးတာတုံးတစ်ချက်လေးပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ် ဒီဘရိုနီကာရဲ့ဒီချန်ပီယံဖြစ်ဖို့အလားလာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပြီးတော့မှာပေါ့နော်အဲ့တော့ဘရိုနီကာအနေနဲ့အကင်၍တော့ပေါ့နော်အကင်၍ပြောတာဖြစ်တယ်ပေါ့နော်အနစ်ဆာမဆန်ကိုနိုင်သွားမယ်ဆိုရင်တော့ဒါသူကချန်ပီယံခက်ပတ်ဒါလူခွင့်ရရှိလာဖို့များတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ one championship ပေါ်မူတည်တယ်ပေါ့နော်ဒါဘာကြောင့်ဒီလိုပြောရသလဲဆိုရင်အနစ်ဆာမဆန်ကသူကကမ္ဘာချန်ပီယံခက်ပတ်ကိုနှစ်ကြိမ်တိုင်လူယူပြီးတော့ရှုံးနေထားတယ်ပေါ့နော်ဘရိုနီကာကအဲ့လိုမျိုး ချန်ပီယံခပ်ပတ်စင်ခေါ်ထားခဲ့ဘူးတဲ့ဖိုင်တာကိုနိုင်တဲ့အတွက်ကြောင့်မို့သူကဒီချန်ပီယံဖြစ်ထားတဲ့ဖိုင်တာကိုစင်ခေါ်ထူးတက်မယ်ဆိုရင်ဒါအခင်းချင်းအရာကြည့်လိုက်မယ်ဆိုရင်ဒါတည်လို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ခပ်ပတ်ပွဲတည်လို့ရတယ်အဲ့တော့ဒါကတော့ကျွန်တော်ဖြစ်နိုင်ချေများတဲ့ဟာပေါ့နော်အကယ်၍တော့ပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်အဲ့တော့ဘရွန်နီကာနေနဲ့နီဆာမဆန်ကိုနိုင်မယ်ဆိုရင်တော့ဒါဘရွန်နီကာကကျွန်တော်တို့ဒီဂျက်ကီဘန်တန်နဲ့ဒါရှင်ပြန်ထူးတက်သွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ဘယ်စီမီအောက်မှာရှင်ပြန်ထူးတက်မလဲဆိုတာကတော့ဒါပြောလို့တော့မရဘူး ဒါများတော့အဖြစ်ကတော့ကျွန်တော်တို့ဒီဒီမွေထိုင်းခေါင်းစဉ်အောက်ကနေကျွန်တော်ပွဲတယ်ပြီးလာနိုင်ချေရှိတယ်ဗောနော်ဘာကြောင့်လဲဆိုတော့ဒီ Jackie Bandan ကိုနိုင်သွားတဲ့ fighter ကလည်း Stella ဆိုတဲ့အမျိုးသမီး fighter ကလည်းသူကမွေထိုင်းကမ္ဘာချန်ပီယံဖြစ်နေရယ်ဗောနော် Veronica ကလည်းပြောဆိုအဓိကအဖြစ်သူကလည်းဒါမွေထိုင်းပွဲစဉ်တွေထိုးတဲ့အတွက်ကြောင့်မို့ဒါသူ့မှာလည်းဒါမွေထိုင်းနဲ့ပတ်သက်ပြီးတော့မှချန်ပီယံခပ်ပတ်လူပုကဒါအခွင့်အရေးရပြောဆိုပို့ပြီးများတယ်ဗောနော်အဲ့တော့ဒီ Kickboxing ပွဲအနေနဲ့ဒါ Anissa Manson နဲ့ပွဲတယ်ပြီးလိုက်တယ်ဆိုတော့ကတော့ကျွန်တော်ရဲ့အမြင်ကတော့ ဒါဘရိုနီကာကိုတိုက်ကစ်ပေါင်စင်ပိုင်းမှာကျွန်တော်စမ်းတဲ့ပုံစံမျိုးနဲ့ပွဲတင်ပေးလိုက်တာလို့ပဲမြင်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒါဘရိုနီကာရဲ့ချန်ပီယံအလားလာနဲ့ပတ်သက်ပြီးတော့မှလာဆက်ပြီးတွားခဲ့တာပေါ့နော်။အဲ့တော့ကျွန်တော်နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီဒီလာမဲ့ဒါ159129ပေါ့နော်။ဒါ16ရက်နေ့မှာဒါရှင်မေထုတ်တက်သွားမဲ့ ီမြန်မာကချင်းဖိုက်တာတူဦးဒါဟာလင်းုံရဲ့သွေးဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒါတုံးတက်တင်ဆက်ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဟာလင်းုံနဲ့ရှင်မြန်ထုတ်တက်သွားမဲ့ဒီဒီဖိုက်တာကတော့ဂျပန်ကဖိုက်တာဖြစ်တယ်သူနာမည်ကတော့ကျွန်တော်ဟာရူယူကီတန်နစ်ဆုလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီဖိုက်တာကတော့ကျွန်တော်1ချမ်ပီယံရှစ်မှာ9ပွင့်အထိရှင်မြန်ထုတ်တက်ထားပြီးတော့မှ4ပွင့်အနိုင်ရရှိထားပြီး10ပွင့်ရှုံးနေထားပါတယ်အဲ့တော့အသက်အရွယ်အပြည့်တော့20နဲ့နှစ်အရက်ကတော့9ပြည်နဲ့9လက်မရှိပါတယ် ီဖိုင်တာပြောမယ်ဆိုရင်တော့သူ့ရဲ့ဒီစွမ်းဆောင်ကြောအသေးစိတ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီအတာချက်နေနဲ့ပြောမယ်ပေါ့နော်အဲ့တော့သူကတက်ပေါင်းစုံနေဒါသူကစားပုံကဒီ Crady ဆန်တယ်ပေါ့နော်ပြီးရင် Full Work ကောင်းတယ်အရှောင်းသိန်းကောင်းတယ်နောက်ပြီးတော့မှကျွန်တော်ဒီ Power ရှိတယ်ဒါတက်လုံကလည်းကောင်းတယ်ပေါ့နော်အသက်ရွယ်နေငယ်တဲ့အတွက်ကြောင့်မို့နောက်ထပ်ကျွန်တော်အတာချက်ပြောမယ်ဆိုရင်ဒါ Counter ကစားတာတော်တယ်အဲ့တော့ပုံစံနေထားကြည့်လိုက်မယ်ဆိုသူကစားပုံတွေကဒါ Full Work လေးကစားတယ်လင်းမြန်တွက်လက်မှုရှိတယ်ဗျဒူးကောင်းတယ်ကျွန်တော် ါတတိကြရင်ကျွန်တော်ဒီတထောင်လီနေကျွန်တော်300မျိုးတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အသာချက်အနေနဲ့ပြောတော့ခင်တာဖြစ်တယ်ဗျဒါအနေချက်ကိုကျွန်တော်တွောင်းလိုက်မယ်ဆိုတော့မာဂုံပေါ့နော်မာဂုံကတော့အနေနဲ့နောက်ထပ်အနေချက်တော့ဒီ gap point ကစားတယ် gap point ကစားတယ်ဆိုတဲ့နေရာမှာ तू ကများတော့အဖြစ်ဒီပြန်ဖက်တွေကိုဒီအကွာဝေးချပြီးတော့မှကစားတဲ့အတွက်ကြောင့်တော့ gap ကိုချထားလေးရှိတယ်ပေါ့နော်အကွေးနီးကပ်ကစားမယ်ဆိုရင်တော့ဒီ gap တင်တာလေးတွေတော့ရှိတယ်တို့ဘယ်မဲ့လဲကျွန်တော်သူ့အတွက်ကပြောမယ်ဆိုတော့ ဒီ get တင်တဲ့အနေထားမှာတခါတလေကြရင်လည်းကျွန်တော်ကြတော့လေးရှိတယ်ဗောနော်ပြန်ဖက်တွေကိုဒီဖိထိုးတဲ့အပိုင်းမှာဆိုရင်တော့သူ့ရဲ့ get ကလည်းကျွန်တော်ကြတာမျိုးတွေမြင်တွေ့ခင်ရတယ်အဲ့တော့အားနဲ့ချက်တော့တော်တော်လေးနည်းတယ်ဗျဒီ finder အားသာချက်များတယ်အဲ့တော့ကျွန်တော်မြန်မာ finder halin ကိုတွန်းလိုက်အောင်ဗျ halin ကတော့အသက်20နဲ့9နဲ့အရက်9ပြီနဲ့လေးလမရှိတယ်ဒါဒီပွဲစဉ်ပေါင်းတော့30နဲ့3ပွဲရှင်ပြန်ထုတ်တက်ထားပြီးတော့ပွဲပေါင်း30အနိုင်ရယူထားပြီးကျွန်တော်3ပွဲတော့ရှုံးနေထားတယ်ဗောနော်အဲ့တော့ကျွန်တော်သူ့ရဲ့ဒီအားသာချက်အားနဲ့ချက်တွေတွန်းပြီးကြည့်လိုက်အောင်ဗျ ဒါဟာလင်းဝင်ရဲ့အသာချက်ကတော့ကျွန်တော် မာဂုံပြီးပါစဉ်တပ်ပေါက်စုံတယ်လို့ပြောလို့ရတယ်အဲတပ်ပေါက်ကကျွန်တော်ဒါစုံတယ်ဆိုရဲ့နေရာမှာကဒီကျွန်တော်မြန်မာဖိုင်တာတွေတော်တော်များများအဲမှာသူကတပ်ပေါက်စုံတယ်လို့ပြောလို့ရတာပေါ့နော်တကယ်တပ်ပေါက်ကကျွန်တော်သူ့ရဲ့ဒီပြန်ဖက်နေဒီနိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့တပ်ပေါက်ဘိုင်းမှာတော့ဒါလိုအပ်ချက်လေးတော့ရှိသေးတယ်ပေါ့နော်အဲတော့နောက်နောက်ထပ်ကတော့ဒီအသာချက်မှာတော့ပြောမယ်ဆိုတော့ဒီချီကန်ကောင်းတာပေါ့နော်ဟာလင်းဝင်ကတော့ပြောမယ်ဆိုရင်တော့ ဒီထူးထူးဆန်းဆန်းပဲဗျ1ပွဲဦးထွက်မှလည်းသူ့အနေနဲ့ဒီခြေကန်လေးကိုကျွန်တော်ဒါအများကြီးဒီစမ်းပြသွားခဲ့တယ်လို့ပြောရမှာပေါ့နော်ခြေကန်လေးကျွန်တော် hack kit တွေကန်တာဖြစ်ဖြစ်ဒီ tap box စုံစုံလေးနဲ့ဒီ spinning back kit တွေရောဒါပုံစံအမျိုးမျိုးနဲ့ဒါကန်သွားတဲ့အပိုင်းလေးကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဒါခြေမြင့်ကန်ချက်ကလည်းမဆိုးလို့ပြောရမှာပေါ့နော်အဲ့တော့သူ့ရဲ့အားနည်းချက်အနေနဲ့ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့သူကသူကလည်း gap point ကစားတယ်အဲ့တော့ကျွန်တော်မြန်မာ fighter တော်တော်များများတော့အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဒါ ဒီတဲ့ပြီးတော့ထိုးတဲ့အနေထားမှာကျွန်တော်အရှောင်တိတ်တိတ်မကစားဘူးဒီတခါတလေကျရင်တို့ကလည်းဒီ gap point မျိုးမှာကစားတာလေးတွေ့ရတယ်ပေါ့နော်ဒါကတော့အားနည်းချက်ဖြစ်တယ်ဗျအဲ့တော့နောက်ထပ်အားနည်းချက်ကတော့ပြောမယ်ဆိုတော့ဟာလင်းဟောကဒီစိုင်ထိုးတာပေါ့နော်ဒါပြန်ဖက်တွေကို तू ကပြောမယ်ဆိုရင်ဒီနည်းနည်းဒီရှိန်နာမျိုးလေးတိတ်မတွေ့ရဘူးအဓိက तू ကဒီရှိတိုးပြီးမှဒလဆက်ကျွန်တော်ဒါစိုင်ထိုးပြန်ထိုးအထိုးခံပြီးတော့ပြန်ဖက်တွေကို ဒီရှင်ထိုးတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးကဒါဟာလင်းကိုအတွက်ကပြောမယ်ဆိုတော့ဒီပြိုင်ဖက်ဂျပန်ဖိုက်တာအနေနဲ့သူ့ရဲ့အားသာချက်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတစ်ဖက်ကဂျပန်ဖိုက်တာလည်းပြောမယ်ဆိုရင် तू ကပါဝါလင်းရှိတဲ့အတွက်ကြောင့်မို့ဟာလင်းကိုအနေနဲ့အဲ့လိုမျိုးဒီဆိုင်ထိုးပြိုင်ထိုးကျွန်တော်ရှိကိုဒလဆက်တိုးပြီးတော့မှဒီလက်သီးချင်းရှင်ထိုးလို့မရအောင်ပေါ့နော်ဒီပွဲစဉ်ကသူ့အတွက်ဒါသူ့ရဲ့အားနည်းချက်တွေကိုကျွန်တော်တို့ဒါအကောင်းဆုံးဒါအားသာချက်အဖြစ်ကျွန်တော်ပြောင်းလဲထားဖို့တော့လိုအပ်တာပေါ့နော် အဓိကကျွန်တော်တို့ဒီအားနည်းချက်မှာဆိုတော့ဒီစိုင်ထိုးတာကသူ့အတွက်အဓိကဒီပြဿနာတစ်ခုတော့ဖြစ်နေတယ်အားနည်းချက်ပေါ့နော်အဲ့ဒီစိုင်ထိုးတဲ့အပိုင်းနဲ့တင်ဒါဂျပန်ဖိုင်တာရဲ့ကောင်တာတွေဒါဂျပန်ဖိုင်တာရဲ့ပါဝါလက်တီးတွေဒါထိခံရဖို့များတယ်ပေါ့နော်အဲ့လိုနေထောင်မျိုးမှာကျွန်တော်ဟာလင်းအွန်ကဒါထိချက်တွေများလာမယ်ကျွန်အမတ်ရောက်မှုစနစ်မှာလည်းကျွန်တော်အမတားဘူးဆိုတော့ရှုံးနေတော့ဖို့များတယ်ဒီလိုကြောင့်ပေါ့နော်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးဟာလင်းအွန်အနေနဲ့ကတော့ဒီပွဲစဉ်မှာလုံးဝဒီ ဆိုင်ထိုးတာကကိုယ့်အတွက်ဒီအခွင့်အရေးရလောက်တဲ့အနေအထားမျိုးမှာပဲဆိုင်ထိုးစီချင်တယ်ပေါ့နော်။ဒါပြိုင်ဖက်ကလည်းအခြေအနေမဟန်တော့ဘူးထိချက်ပိုင်းကိုယ့်ရဲ့ဒီထိချက်မှာကျွန်တော်တို့နာနေပြီဆိုတော့ဒါဖိထိုးတင်လည်းဖိထိုးမယ်ဆိုင်ထိုးတင်လည်းဆိုင်ထိုးမယ်ပေါ့နော်။အဲ့တော့အဲ့လိုမှမဟုတ်ဘူးရိုးရိုးတန်းတန်းကစားနေတဲ့အချိန်မှာကျွန်တော်ဖိထိုးမယ်ဆိုတော့တေချာရပြတစ်ဖက်ကဒီကောင်တာဒူးတိုက်ချက်တွေကျွန်တော်လက်တီထိုးချက်တွေဒါဒီအချက်ကြီးများများတော့မထိခံသွားရနိုင်ချေရှိတယ်ပေါ့နော်။ဒါကျွန်တော်ကဒီ Japan Fighter Haru Yuki ရဲ့ဒီကစားပုံတွေ ါတပ်ပိုင်ဝင်နဲ့ကစားထားတဲ့ပွဲစဉ်ကြီးလိုက်မယ်ဆိုတော့ねတိတာတယ်ဗောနော်ကျွန်တော် fighter နှစ်ဦးရဲ့ဒီ halin ဝင်နဲ့ japan fighter နှစ်ဦးရဲ့စွမ်းဆောင်ရည်အနေထားနိုင်ရှင်ကြီးလိုက်မယ်ဆိုရင်လည်းဒါကျွန်တော်ရတဦးတယောက်တည်းအမြင်ရဆိုတော့ဒါတော်တော်လေးကွာတယ်လို့မြင်တယ်ဗျအဲ့တော့ဒါ halin ဝင်ကတော့ပြောဆိုမာဂွန်အားတာတယ်ပြီးရင်ဒီ japan fighter ကျွန်တော် haruyuki tani ဆိုကဒါသူမာဂွန်အားနေတယ်ဗောနော်အဲ့တော့အဲ့တော့ကျွန်တော်ဒီမာဂွန်အားနေချက်ကိုပဲ ဟာလင်းကအတုံးချမလားပေါ့နော်ဒီအပိုင်းကိုကျွန်တော်စဉ်းစားဖို့လိုအပ်နေအကယ်၍ဒီမကွန်အားနည်းတဲ့အောင်အတုံးချမယ်ဆိုရင်တော့ဒီဖိပြီးတော့မှထိုးရမယ်ပေါ့နော်ဆိုင်ထိုးရမယ်ဖိထိုးမယ်ဆိုင်ထိုးမယ်အနေထားမျိုးကကျွန်တော်ပထမချင်းနဲ့လှုပ်လို့တော့မရအောင်ပေါ့နော်နည်းနည်းလေးကျွန်တော်ဒီဒုတိယအချိန်နောက်ပိုင်းလောက်မှာပဲဖြစ်စီချင်းတယ်ပေါ့နော်ပထမအချိန်မှာကျွန်တော်ဆိုင်ထိုးပြန်ထိုးမလွယ်တော့ဘူးဗျဒီတက်လုံအကောင်ဖိုက်တာနှုတ်စလုံးကလည်းတက်လုံအကောင်ပါဝါအကောင်ရှိနေတဲ့အနေထားမျိုးမှာဆိုရင်တော့ကိုဘက်ကဒါအသာစီးရဖို့ဆိုမလွယ်ဘူးပေါ့နော်ဒီလိုကြောင့်ဒါဟာလင်းကိုနင်းနေတော့ ဒီသူ့ရဲ့အာသာချက်ဖြစ်တဲ့ဒီမာဂုံနဲ့တပောက်တပောက်ကိုအတုံးချဖို့လိုအပ်တယ်ပေါ့နော်ဒါဟာလင်းကတပောက်အရပြောဆိုပါဝါဘိုင်းကအလောက်ကြီးဒီဂျပန်ဖိုက်တာနဲ့နိုင်ရှင်လိုက်ရင်ပါဝါအလောက်မကောင်းပေါ့နော်ခြေကန်ကတော့ပြောမယ်ဆိုတော့ဒီမိမိရဲ့ရကျွန်တော်ဦးကောင်းနေကန်နိုင်မယ်ဆိုတော့ဒါမပြောလို့မရအောင်ဂျပန်ဖိုက်တာနေနဲ့ကြာတော့နိုင်ရရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခြုံပြီးတော့နိုင်ရှင်ချင်းလိုက်မယ်ဆိုရင်တော့ဒါပါဝါဘိုင်းရောပြီးပြီဆိုရင်ဒီတပောက်အပိုင်းရောခြေကန်အပိုင်းရောဒါဒူးအပိုင်းရော ဒီ movement အပိုင်းရောအားလုံးကြည့်လိုက်ရင် Japan fighter ကတာနေတယ်ဗောနော်ဒီအတွက်ကြောင့်ဟာလင်းဟောဒီပွဲစဉ်ကသူ့အတွက်ကပြောမယ်ဆိုနိုင်ဖို့တော်တော်လေးခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့ဒီသူ့ရဲ့ဒီ Japan fighter ရဲ့အားနည်းချက်ဖြစ်တဲ့ဒီမာဂုံကိုပဲကျွန်တော်ရှာပြီးတော့မှထိုးမလားဗောနော်ဒါမေးခွန်းထုတ်စရာတစ်ခုဖြစ်လာတယ်ဗောနော်အဲ့တော့နီလန်ကတော့ကျွန်တော်တွေ့တာတော့နီလန်ကတော့အဲ့ဒီမာဂုံအားနည်းချက်ကိုပဲအသုံးချပြီးတော့မှဒါဟာလင်းကဖိထိုးရမယ့်အနေအထားမျိုးရှိတယ်အကယ်၍အဲ့လိုမျိုးမဟုတ်ဘူးဆိုတော့ဟာလင်းကအတွက်ကနိုင်ဖို့က ຈັນແດ່ອ້າຍອັນນີ້ຈີ້ໄລມາຫນາຍຜູ້ວ່າຈົນເຮຍແມ່ຍາສົນເນາະດາບໍ່ເລີຍກູຫນີບໍ່ເນາະຕໍ່ຕໍ່ລີ້ໂຄັກຄင်းຫນີແດ່ໂອເຄອັນເນາະຈົນດີກະນີ້ມາເນາະດາບຣອນິກາຍ໌ດີລາເມປ່ວຍສິນແດ່ດີ159ບໍ່ເນາະ37ကျွန်တော်ဗလာ၈ရက်နေ့ကြီးမပြုတ်တော့မယ့်ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ဒါ၃တစ်ချက်နဲ့အတူဘရိုနီကာရဲ့ဒီ1 championship အလားလာပါတော့ခပ်ပက်အနေထားကျွန်တော်ဘယ်လိုမျိုးရှိတယ်လဲပေါ့နော်နောက်ပြီးတော့မှကျွန်တော် Harlingwood ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ကျွန်တော်တုံးသက်တင်ဆက်ပြီးသွားခဲ့တာဖြစ်တယ်ပေါ့နော်